အားလုံးကိုသာလေးစားပါကျွန်တော်ရဲ့ APR Arcam မြန်မာ YouTube Channel လေးကနေနှိထွေးစွာပြန်လေးကြိုဆိုလိုက်ပါတယ်စစ်ကောင်စီကပြစ်တက်ခဲ့တဲ့ဝင်းနိမိတာရောင်ဆရာတို့ပြန်လည်တို့မူတော်တာဟာတစ်နှစ်ပြည့်ပြီဖြစ်ပေမဲ့ဖို့ထုတ်မှုမရှိတဲ့အတွက်ကြောင့်မလို့လှုပ်ချန်ခြင်းဖြစ်တယ်လို့တပည့်ဆရာတို့တွေကမိန့်ကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပကိုတိုင်ဝင်းနိမိတာရောင်ဆရာတို့ပြစ်တက်ခံရမှုနဲ့ပတ်သက်ပြီးစစ်ကောင်စီကဝန်ခံကအဖြစ်မှန်စုံစမ်းဖို့ထုတ်သွားမယ်လို့ဆိုထားပေမဲ့ဒီနေ့ဆွမ်းလာ19ရက်တစ်နှစ်ပြည့်တဲ့ ်ချိန်ထိနောက်ဆက်တွဲအဖြစ်ထွက်လာခြင်းမရှိကြောင်းသိရပါတယ်။ဆရာတို့ဟာချွေကျင်ခင်ရဲ့ဗဟုအလုအမှုဆောင်နိုင်ငံတို့တန်ကမဟာနာယကအဖွဲ့မဟာနာငိမ့်ဖြစ်ပြီးမန္တလေးမှာကျင်းပတဲ့ချွေကျင်တန်ကအစီဝေတို့တရားရန်သွားစဉ်စစ်ကောင်စီတပ်ကတင်းနဲ့ပြစ်ခတ်တဲ့အတွက်ကြံလွန်တော်မူခဲ့ခြင်းဖြစ်ပါတယ်။ စစ်ကောင်စီကအစပိုင်းမှာ PDF တွေကပြည်ကရှင်ဖြစ်တယ်လို့ဆွတ်ဆွေးခဲ့ပေမဲ့ဆရာတော်နဲ့အတူလိုက်ပါစီးနင်းလာတဲ့ကံတုံးဆင်းဆရာတော်ကထုတ်ဖို့မိန့်ကြားခဲ့တဲ့အတွက်ဝန်ခံလာရကရှင်းတော်မညီတဲ့စကားတွေနဲ့လိန်ညာလှည့်ဖြားခဲ့ကြောင်းတပည့်ဆရာတကားများကမိန့်ကြားကြပါတယ်အဲ့ဒီကလေးကအဖြစ်မှကိုဖို့ထုတ်မှာမဟုတ်ဘူးဆိုတာသိပြီးသားပါအခုထိလည်းဘာမှမကြ ਾਇ ရဘူးလေလို့ဝင်းနှိမ့်မိတာရောဆရာတို့ရဲ့တပည့်တန်ကဖြစ်သူ ရေဦးတွန်လိုင်းရဲ့တန်ခါကွန်ရင်မှာထွေထွေအတွင်ရင်မှုဆရာတော်ဦးအခနယူဒယ်လီကအီအန်ဒီတင်းကိုမိန်ချခဲ့ပါတယ်စစ်ကောင်စီကဆရာတော်လိုက်ပါလာတဲ့ strip ကကိုလုံချုံရဲ့ရပစ်ခတ် ခဲ့ရပြီး၎င်းတို့၏အစင်မြင့်အရာရှိများပါဝင်တဲ့အဖြစ်မှန်စုံစမ်းဖို့ထုတ်ရေးအဖွဲ့ကိုဖွဲ့စည်းကစုံစမ်းဖို့ထုတ်သွားမည်လို့ရှမန်းနှစ်2024ဇွန်လ24ရက်ကထုတ်ပြန်ခဲ့ပါတယ်စစ်ကောင်စီပြုခွင့်ရပို့ချုပ်စုံမထံကလေးရှင်ကိုရက်ရန်အိုဟစ်လက်ပြတာစီခြင်းနဲ့တင်းနဲ့ကိုမို့ဖို့ထောင်ပြည့်ရတစ်ခတ်တာစီခြင်းများပြုလုပ်ခဲ့ပေမဲ့ရှင်မရက်တန်တဲ့အတွက်နောက်မှလိုက်ပြီးပြစ်ခတ်ခြင်းဖြစ်တယ်လို့ဆိုထားပါတယ် မနာလို့တာကိုလက်မခံတဲ့အကြောင်းဆရာတို့ကစာထုတ်ပြီးတော့ပြောဆိုခဲ့တယ်။ဒါကြောင့်မို့လို့ဒီဆရာတို့ကိုစနစ်တကျလှုပ်ကြံပြလိုက်တာလို့နေဦးတော်လိုင်းရေတန်ခါကွန်ရဲ့ဆရာတို့ဥဖွာရမကပြောဆိုမိန့်ကြပါတယ်။စစ်ကောင်စီရဲ့အဆိုပါလို့ရဟာရဟန်းတန်ခါထုကိုကြောင်းလန့်အောင်ပြည်သူလူထုဘက်ကမရက်တည်ကြအောင်လှုပ်ဆောင်ခြင်းဖြစ်ပြီး၎င်းတို့ရဲ့ပြောစကားတွေဟာလည်းရှင်းတော်ညီညွတ်မှုမရှိကြောင်းဆရာတို့ဥဖွာရမကဆက်လက်မိန့်ကြပါတယ်။ဝင်းနိမိတ်တန်ယုံဆရာတို့ ပြစ်တက်ခံရမှုကိုအဖြစ်မှန်သိအောင်ဖွင့်ဟမိကြခဲ့တဲ့ကံသုံးဆင့်ဆရာတို့ကိုလည်းနန်းတွင်စစ်ကြိုးရေးမှာ나ယီနဲ့ရှိကြအောင်စစ်အောင်စစ်ကောင်စီကစစ်စေးမေးမြန်းမှုတွေပြုလုပ်ခဲ့ကြောင်းသိရပါတယ်စစ်ကောင်စီဟာရေရှိရှိရှိနဲ့ဝင်းနေမဲ့တိုင်းရောဆရာတို့ကိုလုံခြံတပ်ဖြတ်ခြင်းဖြစ်တယ်လို့ဆိုနိုင်ပေမဲ့အနာသိမှုကိုမထောက်ခံရဖြစ်နေရှိသလိုအခြားအကြောင်းရများကြောင့်လေဖြစ်နိုင်ခြင်းရှိကြောင်းဆရာတို့ဦးအေကာနယူးဒယ်လီက ထပြမိန့်ကြပါရယ်အဆိုပါအခင်းဖြစ်ပွားတဲ့နေ့ကဆရာတော်လိပ်ပါစီနေခဲ့တဲ့ကာကိုမောင်းနှင်ခဲ့သူရှင်မောင်းကိုမန္တလေးနှံတွင်စစ်ကြောရေးအတွင်သို့ကိုဆောင်ပြီးတော့ PDF တွေပိတ်ခတ်ခြင်းဖြစ်တယ်လို့လိမ့်လေးထွက်ဆိုခိုင်းပြီးနောက်ပိတ်မှာပြန်လှည့်ပေးခဲ့ကြောင်းလည်းသိရပါတယ်ဟုတ်ကဲ့ပါခင်ဗျာဆုံးထိလိပ်ပါနာစင်ကြည့်ရှုပေးခဲ့ကြတဲ့တော်လည်းမိဖပြည်သူအကုန်လုံးကိုကျေးဇူးတင်ရှိပါတယ်အားလုံးဘေးကင်းကျန်းမာကြပါစေခင်ဗျာ